องอ่ะชสียเนี่ยคุณคุณเนี่ยจะสมองละปีจอดตรงเย่ครีนเนี่ยท้องนั่งเงาคุณเนี่ยสัตว์เลี้ยงคนเนี่ยดาวจานีนั่นเนี่ยเวงเชิงกากลามาနန္ဒနန္ဒငါဘဥဒိဋ္ဌလေဟေမြยမတ္တယကွယ်လေဘိင်း300နนတော်ကนင်ยိုင်8เနှစ်ပြည့်မွေးနေ့้ထိတ်မှနေအဖြี် ဥကျော်ရတုအောင်တခင်ဝင်းခင်မိသားစုတို့ရဲ့နေအိမ်နေနိုင်ငံတော်မြတ်ပင့်ပန်၍ဆိုင်ခဲပွဲပေါ်စဉ်ချူချင်ရတာသူတဲ့တို့ကိုဆက်ကလူတန်းချင်းဘုရားရှင်ကိုယ်တော်တင်ဟောကြားမြတ်ဖို့ပြိတရားဒေသနာတော်မြတ်တို့ကိုနာယူမှသာချင်းအချိန်ခါကာလဖြစ်ပါလေအချိန်ခါကာလသမယမှာဘုန်းကြီးတို့15မိနစ်လောက်တရားဟောဖို့ ချိန်ရပါသေးတယ်။15မိနစ်ပဲခေါ်မယ်။15မိနစ်တရားလေးပေါ့နော်။15မိနစ်တရားလေးကအိုတဲ့အထိကောင်းတဲ့တရားတခါခေါ်ဘူးလားတော့မသိဘူး။အိုဒီတိုင်အောင်ကောင်းတဲ့တရားတယ်။ဘာတရား?ဘုရားဗျာရှင်သာဝတိတိမောဇီတုံစီတောင်းကင်းအောင်မွေးလျသတင်းသုံးဆံပြောနေဆဲအခါကာလမှာနတ်သားတယောက်ကနေပြီးတော့ဘုရားဖះရှင်ကို မေခွန်လေးခုလာရောက်ပြီးတော့မေးလျှောက်တာရှိတယ်ညတခေါင်ရချိန်ကလမှာလူချေတိတ်အဲ့ချိန်တန်တဲ့အကာလညခါမှာနတ်တွေကနေပြီးတော့မှဖယားရှင်ကိုလာလျှောက်ကြတာဘုန်းတော်ချက်ဆုံးတပုတ်ကုန်နဲ့ပြည်စုံတော်မူသောမြတ်စွာဘုရားလောကထဲမှာအိုတဲ့အထိကောင်းတဲ့တရားဟာဗတရားပါလဲမြတ်စွာဘုရားဒီလူမေးတယ် အမြဲတမ်းမိမိရဲ့တန်တမ်းမှာအစင်ထဝရဒီနေတဲ့တရားဟာဘယ်လိုတရားပါလဲမြတ်စွာဘုရားနမနေချက်မိတယ်နမသုံးအချက်ကြတော့ဘာမေးသလဲဆိုနေစဉ်နဲ့အမြလေ့ကျင့်ပွားများတဲ့တရားဟာဘယ်လိုတရားမျိုးဖြစ်ပါသလဲဘုရားဆိုပြီးတော့နမသုံးအနေနဲ့မိတယ်ပေါ့နမလေးအချက်ကြတော့နမလေးအချက်ကြတော့အဲ့ဒီ ဘယ်လိုပြည့်စည်မျိုးဒီတခုတမျှကြီးမခုယူနိုင်တဲ့အရာဖြစ်ပါသလဲမြတ်စွာဘုရားဒီလိုမိတယ်ပေါ့အဲ့ဒီအချိန်ခါမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကယာဝစရာဓာတုယာဝဓာတုပဋိဋ္ဌိတာနရဏယတနာစောရိဟိနာဟရံဒီ ယာဝစရသာတုအိုတဲ့အထိကောင်းတဲ့တရားဆိုတာတခြားမဟုတ်ပါဘူးတဲ့။အိုတဲ့အထိကောင်းတဲ့တရားဟာသီလတရားပဲတဲ့။ဘာတရားပါလဲ?သီလတရားပါ။သီလတရားဟာအိုတဲ့အထိကောင်းတယ်။ငငယ်ကလေးကလည်းကောင်းတယ်၊ကြီးတော်လည်းကောင်းတယ်။အိုတဲ့အထိကောင်းတယ်။နားတဲ့အထိကောင်းတယ်၊ဝေးတဲ့အထိကောင်းတယ်၊နှော့တဘွားအထိကောင်းတယ်။ဒီလိုပြောမှပြည့်စုံ။မှန်ပါပါ။ဘာလို့လဲ?သီလက မိမိရဲ့အစ္စဒအတွင်းတန်တမှာတီလရှိနေရဆိုရင်အဲ့ဒီတီလတီလရှိသူတို့အနေနဲ့လုံခြုံမှုရှိတယ်ကိုဘွားနေရတာလုံခြုံမှုရှိတယ်။ဟိုရှိကဆိုလိုစကားရှိပါတယ်အဲ့ဒီမှာဘာလို့လဲဆောင်းထူးထူးခြုံလို့မလုံဘူးမေတ္တာခြုံမှလုံမယ်လို့ဆိုတဲ့စကားကြားဖို့တယ်မလားကြားဖို့ပါဘုန်းကြီးကတော့မေတ္တာခြုံယုံနဲ့မလုံဘူး လခြုံမလုံးမဲဒီလိုပြောတယ်ပေါ့ကိုဘွားမငငယ်ကလေးကနေပြီးမဟုတ်တာဘာမှမလုပ်ခဲ့ဘူးလောက်တာမန္တမအကောင်းတာပဲလောက်ခဲ့မယ်ဆိုရင်သူ့ဘွားကသူ့ကိုသူဘာဖြစ်လဲလုံခြုံစိတ်ချမှုရှိတယ်လုံခြုံစိတ်ချမှုဆိုတာတန်ဖေးရတယ်မဝင်ဘူးနောင်တတယ်မဖြစ်ဘူးကော့ကော့စတယ်မဖြစ်ဘူးဝီစီကိစ္စတယ်မဖြစ်ဘူး ူပွားသူလွတ်လွတ်လပ်လပ်မမမမယက်ဒီနေနဲ့အရေးချင်းရှိသွားတယ်။ကိုချင်းဒီလလုံတဲ့ပုံကိုယ်တွေကကိုယ်စိတ်ပန့်နေပေါ့ဗျာ။မှန်ပါဗျာ။ပန့်ပန့်ရှင်းရှင်းနဲ့နေနေနဲ့စွားရှိတယ်။ငွေကလေးကဘာမှမလုပ်ခဲ့ဘူး။အဲ့တော့ဒီနေရာမှာဒီလဟာအိုးတဲ့ဒီကောင်းတဲ့တရားဆိုတော့ဒီလဆိုတာဘာလဲဒီလမှာ2မျိုးရှိပါတယ်။ဝါရိတ္တဒီလရယ်စာရိတ္တဒီလတို့2မျိုးရှိတယ်။ ဝရိတသီလဆိုတာမဖြစ်မနေထိမ့်သိမ်းဆောင်ရှောက်မယ်ငါးပါးသီလပေါ့စောစောနှတုန်းကဘုန်းကြီးရှိမှခံယူထားတဲ့သီလတွေပဏာတိတပဏာတိဗဒဝိရမဏိသိက္ခာပဒံသမာတိယမိသူတော်တို့ရဲ့အသက်ပတ်ချင်းမှရှောင်ကြဉ်ပါဤကိုနဲ့ရှောင်ကြဉ်တာအာဒိနာဒနာဝိရမဏိအာဒိနာဒနာမဟုတ်ဘူးအာဒိနာဒနာ အမနှပုတ်စထားတာအဒိန်နာရဲ့အာဒါနာအဒိန်နာအာဒါနာဆိုတာသူတော်ဘာတွေပေးတဲ့ပြည်စည်းကိုယူခြင်းမှရှောင်ခြင်းမှအေးလို့ဒီလိုပြောတာအဒိန်နာဒါနာသူများသူတော်ဘာပြည်စည်းကိုမပေးတဲ့ပြည်စည်းကိုမပေးပါဘူးလို့ဖြစ်နေတယ်အဲ့ဒီဟာဒါအဒိန်နာဒါနာလို့ဘီဘီသာသာဆိုပါရတယ်အဒိန်နာမဟုတ်ဘူးအဒိန်နာ အာတိန်နာတာနာဟေးအလိုမတလည်းသူတပါးတို့ရဲ့မပေးအပ်တဲ့ပြည်စည်းကိုအဲယူချင်းမှရှောင်းပါ၏မခိုးဘူးမယူဘူးသူတပါးပြည်စည်းဥစ္စာမြဲဝါချမ်းစိတ်လေးတော့မှမယူဘူးကွာကိုဖုန်ကြီးတို့ဆိုကွာကိုအတက်ကြီးမှပုံပြီးနေပြောတယ်လို့ပြောလို့ရတယ်ဘာလို့နေပြောတာလဲသူတို့ကမပေးတဲ့ပြည်စည်းကိုငယ်ကလေးကဘာတခုး မှမယူခဲ့ဘူးပြန်ပြီးတော့ကွက်ကိုသုံးသပ်ကြည့်မယ်ဆိုအဲ့ဒါအလကအလကရယူရင်လည်းစိတ်ငယ်ကလေးကမရှိခဲ့ဘူးငယ်ငယ်ကလေးကအလကယူရင်လည်းစိတ်မရှိဘူးရချင်လုံယူတယ်ကိုယ်မှလုံနေတဲ့ခွန်အားရှိတယ်အလကတော့ဟိုခိုးပြီးတော့လည်းမယူချင်ဘူးလိန်ပြီးတော့လည်းမယူချင်ဘူးလှုပ်ပြီးတော့လည်းမယူချင်ဘူးမလိုက်တပလှဲ့ပြီးတော့လည်းမလှူချင်ဘူး အဲ့ဒီအရာတွေကိုသုံးဆောင်ရတာကကိုယ်စိတ်ထက်ကမတောင်းဒါကြောင့်မလို့အဲ့ဒီလူပြည်စည်းမျိုးကိုမသုံးဘူးငငယ်ကလေးကဟိုတိတ္တဆာအရွယ်ကလေးကအဲ့တော့အဲ့တကတီလာပေါ့ရှောင်းခြင်းရတဲ့တီလာပေါ့ဗျာအဲ့ဒါဝရိတတီလာလို့ပြောတာသူသူတို့ရဲ့ကံမပင်ပြမချင်းမှရှောင်းပါ၏အေးအဲ့ဒါလည်းပဲရှောင်းရတာပဲဟုတ်လားဟောသူကသူကမူတာဝတ္တဝိရမဏိသိခာပရံသမတိရဲ့မဟုတ်မမှန်ပြောချင်းမှရှောင်းပါ၏ အာဒူရာမီရာမေဆာပမအရက်သေးစားမူရေရှေးဝါအဲအစားရှိတရားချင်းပေါ့ဒီနေ့ပေါ်နေတဲ့ဟိုရှေးပြားတို့ဘာလို့ဒီထဲမှာပါဝင်ပေါ့အဲ့ဒါဒီကို သုံးဆွဲချင်းမှရှောင်းပါဤဒါကပါဒီလာလဲစာအဝရိဒတ်ဒီလာဖုန်ကြီးရှိမှခံယူထားသည်ဖြစ်စေမခံယူထားသည်ဖြစ်စေတရားတော့နိုင်စာဒီလာဖြစ်တဲ့အတွက်အစင်ထဝရကျင့်သုံးရမယ်တာဒီလာဖြစ်တယ် ဗုဒ္ဓဘာသာဝင်ဖြစ်စေဗုဒ္ဓဘာသာဝင်မဟုတ်သူဖြစ်စေအလုံးသောလူသားအလုံးသည်လူရယ်လို့ဖြစ်လိုက်ရင်ဒီ၅ပါးသီလဟာခါဝုမဆက်ကဲ့သို့နင်းများမယ်ရှေ့ရှေ့ကလူကြီးတွေလူကြီးတွေပြောတာငါ့ဘုခါဝုမဆုကဲ့သို့ခါဝုမဆုမပါဘူးဆိုရင်လူကအချက်အကျော်ဟိရိဥတ္တပကိုကာခွေနိုင်စွာမရှိဘူး ဲ့တော့အဲ့တော့ဘာဖြစ်လဲတီလမလုံရင်လည်းပဲထူနိတူစွာပဲကိုဘွားလုံချုံစိတ်ချမှုမရှိဘူးအမြဲတမ်းတန်တရားတွေကိုကိုစားတွေဝီစီကိစားတွေနဲ့နေရတာဖြစ်တဲ့အတွက်လုံချုံစိတ်ချမှုမရှိဘူးဒါကြောင့်မလို့ခါဘူးပစုပ်ကဲဆိုမြေးမြန်စွာကိုချင်းတီလကိုလုံချုံအောင်ထိမ့်သိမ့်ဆောင်းရှောင်းမယ်လို့ပြောတာကအဲ့ဒါရှောင်းကျင်ရတဲ့ဝါရိတတီလကိုဆိုလိုတာနော်ဘာဘာတီလဘုန်းကြီးရှိမှခံယူသည်ဖြစ်စေမခံယူသည်ဖြစ်စေ အမခံယူယူခံယူယူကျင့်ကိုကျင့်သုံးရမယ်ဒီလားလို့နားလည်ထားအဲ့ဒီကျင့်သုံးတော့ဘာဖြစ်တယ်လဲဓမ္မဟဝိရခတိဓမ္မစာရင်ဒီငါးပါးသီလကကိုကကျင့်နိုင်အဲ့ဒီသီလကကိုကိုပြန်ဆောင်ရှောက်မယ်ကိုကိုပြန်ဆောင်ရှောက်မယ်အဲ့တော့ဘလို့ပြန်ဆောင်ရှောက်မလဲဓမ္မဟဝိရခတိနဲ့တရားကျင့်တဲ့သူဟာတရားဆောင်ရှောက်မယ်ဒီငါးပါးသီလတရားကိုကိုပြန်ဆောင်ရှောက်သွားလိမ့်မယ်သူများကြရဲ့မဲ့ပေးတယ်ပေးတယ်အပြစ်ဟိုရှုပ်ချမဲ့ဘေးဒဏ်နေအပြစ်ဘေးဒဏ်နေဒါဒီအလုံး ချုပ်တော်တော်အိမ်ထဲရောက်မဲ့အပြစ်ပေးတံနေပြစ်ဆုံးပိုင်းရဲ့ပေးတံရန်အန္တရာယ်ဒီဒီဒီလာတရားကနေဆောင်းရှောက်သွားလိမ့်မယ်ကာကွယ်သွားလိမ့်မယ်ဒီလိုပြောတာတန်ဗရာမကြားရောက်ရမယ်အပေပေးတံတွေကိုလည်းပဲဒီတီလာတရားကနေပြီးတော့ဆောင်းရှောက်သူကိုကာကွယ်သွားလိမ့်မယ်ဘာနဲ့တူတယ်လဲ ठी နေတူတယ်လက်ထက်မှာကိန်းနဲ့ ठी ဆိုတာ 哎，你听哈，内幕不安，天长都加快嘞；，冇么子哦，天长都加快嘞；，冇么子哦，内幕不安是说，天经他的度哦，天啊，让上少的路，地拉个龙哦，听嘞不过哩，勒贝，地地拉地啊个，哦，毕毕当让安得哩么？咋样哦？听当，哪里买上少哪里买路，地路叫那喏，那他个地拉，稀得多啊，巴稀嘞，稀稀嘞，打地稀嘞。 ရဲရင်နဲ့တတိရှိတယ်ဘာလို့လူတော့တိုးတယ်ပေါ့ဗျာကိုမဟုတ်တာဘာမှမလုပ်ခဲ့တဲ့သူကဘု து မှလည်းကြောက်စရာမလိုဟိုကြောက်တယ်ကြောက်တယ်ဆိုတော့မဟုတ်တာလုပ်ခဲ့လို့ကြောက်တာဟုတ်ကွာဟိုမဟုတ်တာဘာမှမလုပ်တဲ့လူကဘု து မှကြောက်စရာမလိုတတိရှိတယ်ရဲရင်နဲ့ဟိုကိုကိုဘွားလုံးချုံစိတ်ချတယ်ဆိုတော့အဲ့ဒါပြောတယ်နော်အေးနောက်တစ်ခုကသူကကိုနဲ့နှိစက်တဲ့ပတ်ဝန်းကျင်နဲ့ကိုကိုဘာလုပ်လဲလေးစားတယ်တံပိုးထားတယ်အလိုလျောက်ပဲသူတို့လေးစားတဲ့စိတ်ပေါ်အောင် 哦，都叫嘛说，乌山水是温雷啥家的，都过境的阿个，把那个南岸太阳比较嘛白些嘞，江那边都就上来端的那个，嘛雷啥边没你能力，他乌巴马边不好了。一一个是大家几个朋友，我讲雷三八，雷三八路都表你了么？他们没么雷三八，不都嘛没得那路？所以把那个嘞，我来打地拉说的，哎的嘛，古今的有那边，听听他的路，讲的啥来打地拉说，六年六天的，我说那边。<laughs> သူအလိုက်တီးတီးသူလောက်သွားတယ်အဲ့ဒါကစာရိတ္တသီလလို့ခေါ်တာပေါ့စာရိတ္တသီလဆိုတာကအပြစ်ကင်းအကျိုးရှိမံကံကောင်းမြတ်တဲ့အလုပ်တွေကိုလုပ်တယ်အဲ့ဒါအဲ့ဒါဒီစာရိတ္တသီလလို့ခေါ်တာနော်အဲ့အဲ့ဒီစာရိတ္တသီလကိုလည်းကျင့်သုံးမယ်။ကုမိမိသစုအရေးပြုလုပ်ဆောင်ရွက်နေတာလည်းပဲဒါစာရိတ္တသီလပေါ့။မိမိသစုရဲ့စာဦးနေပြည်လေအောင်လို့ကိုကနေပြီးဘာလုပ်လဲဆိုတော့ဟိုဟိုတရားတော်နှီးနေ ဟိုဟိုရှာဖွေပြီးရှာရှာဖွေပြီးတော့မှတွေးမွေးပြုစုတယ်ဆိုရင်ဒါသီလထက်ပါဝင်သွားတာပဲဖခင်တော်ကစီဒီပထိုးရောက်တယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဝေယဝိဆာအမှုကြီးငယ်တွေကိုဆောင်ရွက်ရင်လည်းပဲဒါဝေအဲ့ဒါဟာဝါစာရိတ္တသီလထက်ပါသွားတယ်နော်ရွေရွာရေးဘာသာရေးရက်ွက်ထက်မှအဲလောက်အပိဘာပိညာပိရှိတယ်ဆိုတဲ့အဲ့ဒီအလုပ်တွေကိုလောက်တာလည်းပဲအတိတ်အကျိုးရှိတဲ့အလုပ်ဖြစ်တဲ့အတွက်အဲ့ဒါစာရိတ္တသီလ နားလည်ထားအမှာကသီလဆိုတာကနှမျိုးရှိတယ်ရှောင်းတဲ့သီလရေပြုကျင့်ရတဲ့သီလရေဒီလိုရှိတယ်နော်အဲဝေယဝိသမှုကျင့်ငယ်လင်ဝတရားတို့မယဝတရားတို့မိဘဝတရားတို့သဝဝတရားသာသမီဝတရားလို့အဲ့ဒီဝတရားတွေရှိတယ်ဝတရားကျင့်သီလလုံတာပဲရှောင်းပြောရင်နော် အဲ့အဲ့တော့အဲ့ဒီသီလရှိတဲ့သူတွေ ਨੇ ပေါင်းသင်လောက်ကင်နေထိုင်ရတာအဲ့လောက်ကနေထိုင်တဲ့လူရလွတ်လပ်တယ်စိတ်ချမ်းသာတယ်သူကိုယ်သူလည်းလုံခြုံမှုရှိတယ်သူဘာမှမလုပ်ခဲ့တဲ့အတွက်ကြောင့်အဲ့ဒါကြောင့်ဒီသီလတရားဟာငယ်တုန်းကလည်းကောင်းတာပဲကြီးတော့လည်းကောင်းတာပဲအိုတဲ့အထိကောင်းတာပဲဖခင်ကနတ်သားကိုပြောပြတယ်နော်နတ်သားကသူသိချင်းလို့မေးတာဖခင်ကဖြေပေးတာယာဝဇာရသာဓုယာဝသာဓုပဋိဋ္ဌိတာ 那都打赌不带一点打出来。那倒不如呀，泸州的泸州阿龙他妈，阿爷妈偏，今天今天大家巴地来，苏德卡，特达，大家，巴地啊？特达，特达，苏德永吉达，永吉达，永吉达，苏德托阿婆妈永吉达，阿婆妈永吉达，阿妈婆妈永吉达，刚刚也永永婆妈永吉达，今天马凯诺送过来，好听的阿婆娘，吼吼吼吼。 ဟိုပန်ပုံးပန်ပုံးအလူပွဲသွားတာအဲ့မှာမခင်နဲ့သတ်တူတော့အာရှာတော်ရှိနေဖျားရှိနေတယ်အေးဆုံးကောင်းပဲဒီဆုံးကတဲ့အခါကျတော့ကုသိုလ်ရမှာပဲလို့မယုံလားယုံကြည်တယ်ဆိုအဲ့ဒါသတ္တတရားပဲအဲ့ဒီယုံကြည်မှုတို့ကုသိုလ်ကောင်းမှုပြုရင်ကုသိုလ်ရမှာပဲလို့ယုံကြည်တာအဲ့ဒါသတ္တတရားပေါ့ကံနဲ့ကံရဲ့အကျိုးတရားကိုယုံကြည်တယ်ဒီလိုပြောတာဒီယုံကြည်မှုဟာအင်မတန်မှလေဘယ်ဘွားအတွက်အကျိုးစီးပွားဖြစ်ဖို့အတွက်ဒီအင်မတန်လိုအပ်တာဖြစ်ပါတယ် လောကုတ္တရာစကားနဲ့ပြောရင်တော့ဘာဖြစ်လဲဖရာဘောယုံကြည်တဲ့တရားဘောမှာယုံကြည်တဲ့သံဃာဘောမှာယုံကြည်တဲ့ကံကံနဲ့အကျိုးဘောမှာယုံတယ်အဲ့ဒီလိုယုံကြည်တဲ့အခါယုံကြည်မှုအခြေခံရှိတဲ့ပုဂ္ဂိုလ်တရားဘာဖြစ်လဲဒါနကောင်းမှုပြုလို့ရတယ်သီလကောင်းမှုစောင့်လို့ရတယ်ဟောပွမ်းနာအဲတရားနာခြင်းစိတ်တွေပေါက်တယ်တရားအားထုတ်ခြင်းစိတ်တွေပေါက်တယ်အဲ့ဒါတွေသဒ္ဓါတရားတွေအခြေခံတယ်ပဲပေါ့ ဒီတရားတရားဥဒီဘုန်းကြီးတို့ဟိုတရားနှစ်ပုတ်တိုင်တိုင်ပြောလို့ရမယ်နာနာကြီးပြောလို့ရမယ်ဒါပေမဲ့ပြောဖို့အချိန်မရှိဘူးဒီလောက်ပဲမှတ်ထားပါအဲ့တော့တရားတရားဆိုယုံကြည်တာအထူးသဖြင့်ဘာကိုယုံကြည်ရမလဲကိုကိုကိုယုံကြည်ရမယ်ကွက်ကိုယုံကြည်ကွက်ကိုယုံကြည်ရမယ်ယုံကြည်ယုံကြည်ရမယ်ဆိုတာကဘလို့ယုံကြည်ရမလဲငါအလုတ်လုတ်တဲ့အခါမှာငါလုံနိုင်တဲ့အခြေချင်းကမှရှိတယ်လို့ယုံကြည်ရမယ်ငါလုံရင်ပြီးမှာပဲလို့အလုတ်အပေါ်မှာလည်း အလုတ်လုတ်သူအတွက်အလုတ်ပေါ်မှာလည်းယုံကြည်ရတယ်။နောက်ပြီးတော့ကိုယ့်ရဲ့လုံနေတဲ့အရေးချင်းပေါ်မှာလည်းယုံကြည်ရတယ်။အဲ့တော့အဲ့လိုယုံကြည်မှုအပြည့်နဲ့အလုတ်လုတ်တဲ့ပုံကိုယ်တွေဟာအောင်မြင်မှုဆိုတာအေကမောချရမှာပဲ။အဲ့တော့ယုံကြည်မှုမပိုင်တော့မရဘူး။ဘုရားခဏခဏပြောပါလေဟိုးအရင်တုန်းကကိုကိုကိုတရားသိမှလားမသိဘူးလားဆိုတာဘေဒင်ဆရာသွားမမေးနဲ့အဲ့ဒါဘေဒင်ဆရာမဟုတ်နိုင်ဘူးလို့ဘေဒင်ဆရာမဟုတ်နိုင်ဘူးလို့တရားမသိဘူးလားသိမှလားဆိုတော့ကိုကကိုပြန်မေးလို့ ကိုတရားကျင့်နိုင်သလားမကျင့်နိုင်ဘူးလားအဲ့ဒီပုံမှာမူတည်တယ်လို့တရားကျင့်နိုင်ပြီမဲ့မကျင့်နိုင်မသိဘူးအဲ့ဒါအခုလည်းပဲကိုကိုကိုပြန်မေးလို့ရတယ်ကိုဘွားအလုံးကိုတောင်ရှိတယ်ပဲကိုဘွားကိုတောင်ရှိဘုဒ္ဓဝါဒမှာဘုဒ္ဓတို့ဖန်ဆင်းရှင်ဝါဒမဟုတ်တို့ဘုဒ္ဓရဲ့ဝါဒကဖယားကတို့ဘာလုပ်ပေးမယ်လို့တို့ဝန်ခံထားတဲ့ဂတိပိဋ္ဌာတာဘာတခုမှမရှိဘူးဖယားဒီလမ်းညွန်သူဒီတာဖြစ်တယ် ဗုဒ္ဓကဘာလဲလဲဆိုဗုဒ္ဓကလမ်းညွန်သူဒီတာဖြစ်တယ်အဲ့ဒီလမ်းညွန်တဲ့အတိုင်းခရီးရောက်ချင်းနေဆိုကိုတိန်သွားမှရတယ်ငါတော့ဘယ်ကိစ္စဖြစ်ဖြစ်ဘယ်အလုပ်ဖြစ်ဖြစ်ကိုကိုကိုအားကိုးနိုင်ဖို့ဖခင်ကအတ္တယအတ္တနောနာထောကိုကိုကိုသာအားကိုးရာဒါယုံကြည်မှုရှိအောင်ဘသူဘသူအားကိုးရမလဲဆိုကိုရဲ့အရေးချင်းကိုအားကိုးရမယ်ကိုကိုကိုအရေးချင်းကိုအားကိုကို ကြီးပွားမလားတုတ်တယ်မလားအောင်မြင်မလားကိုလုံနိုင်သလားမလုံနိုင်ဘူးလားပုံမှန်မူတည်တာပဲကိုမလုံနိုင်ဘူးဆိုမကြီးပွားဘောရှောင်ပြန်တော့ဟိုကြီးပွားချင်းလုံနေရမှာပေါ့ဒါပဲအကွက်ကိုမေးတယ်ကိုကိုကိုလည်းပဲဖုန်းရတော့အမြဲတမ်းမေးတယ်ငါအနာကောအနာကငါကြီးပွားမလားတုတ်တယ်မလားအောင်မြင်မလားငငယ်ကလေးကမေးတယ်အေးငါလုံနိုင်ရင်တော့ငါအခုပါလုံနေတာလေအခုကြီးပွားအောင်တုတ်တယ်အောင်အောင်မြင်အောင်လုံနေတယ်ဆိုရင်အနာကငါကြီးပွားမှာပဲတုတ်တယ်မှာပဲအောင်မြင်မှာပဲ ေးကြီးပွားခြင်းနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်ကြီးပွားကြောင်းကြီးပွားကြောင်းတိုးတက်ကြောင်းအောင်မြင်ကြောင်းလောက်အောင်ပါပဲအေးကြီးပွားခြင်းတိုင်းကြီးပွားတာမျိုးမဟုတ်ဘူးကြီးပွားခြင်းနဲ့စိတ်ကိုအခြေခံပြီးတော့ကြီးပွားအောင်တိုးတက်အောင်အောင်မြင်အောင်လုပ်နိုင်တဲ့အရေးချင်းရှိမှကြီးပွားတိုးတက်မှာအဲ့တော့အဲ့ဒီလုံလို့ရလိုက်ရင်လည်းပဲဖားလို့လဲထိမ့်သိမ့်နေတဲ့စွမ်းအားစောင်းရှောက်နေတဲ့စွမ်းအားရှိရင်ကြီးပွားမှာ ကိုကိုကိုជីវ៉ាងလားជីវ៉ាងလားဆိုတဲ့အနေထားလွယ်လွယ်လေးတွေ့ကြည့်မယ်အခုတို့တရက်တည်းဘလောက်ရှာနေလဲတလောက်ဘလောက်ရှာနေလဲတွေ့ကြည့်တလောက်ကို7သိန်းလောက်ပဲရှာနေတယ်တလောက်7သိန်းလောက်ပဲရှာနေတယ်သုံးတဲ့အခါ15သုံးသိန်းသုံးနေတယ်ဆိုဘယ်တော့မှជីវ៉ាងမှာမဟုတ်နားလည်တယ်နော်အဲ့တော့တလောက်ကို7သိန်းလောက်ဝင်နေတယ်9သိန်း9သိန်းပဲသုံးတယ်ဆိုရင်ဒီလူက 特别特别寂寞了，妈妈咪，你说我咩咩东西不想嘛啵？好了，咩咩东西不想嘞？哦，不想嘞，咩咩嘛中嘞？对呗，是嘞。啊，哥哥上学没？说来对不对？哥哥上学没？哥哥哥用吉木编嘞，哥也就是我哥喜欢弄呀没？哥顶穿的哥哪里呀没？他哩 JJ 干嘛的？干啥嘛？代替出来用吉木去砍呐？ အဲ့ဒီယုံကြည်မှုကိုကိုကိုယုံကြည်မှုနဲ့ကိုကြိုးစားမယ်အားထုတ်မယ်ဆိုဘယ်အရာမျိုးမဆိုဟိုမပြီးဘူးဆိုတာမရှိဘူးဖယားရှင်ရနေပြီယုံကြည်မှုပြည့်နေလုံမယ်ဆိုရင်အမဆန္ဒဝတော်ကိန်နာမကံမနာသိစတိဆန္ဒတာပြင်းပြင်းပြပြရှိမယ်ဆိုရင်ဘယ်အရာမျိုးမဆိုမပြီးဘူးဆိုတာမရှိဘူးတဲ့ဟာဝိရိယတော်ကိန်နာမကံမနာသိစတိဝိရိယတာ အစင်မြဲရှိနေမယ်ကျူးစာယုံ간နေတဲ့အရေးချင်းရှိမယ်ဆိုရင်မပြီးဘူးမအောင်မြင်ဘူးဆိုတာမရှိဘူးအောင်မြင်မယ်ပြီးစီးမယ်ဒီလိုပြောတာနော်နောက်တစ်ခုကဘာလဲဆိုစိတ်တဝါတော့ကိန္နာမကာမနာသိသတိမိမိစက်ကနေပြီးတော့မှစိတ်ပါလက်ပါလုံနေတယ်ဆိုရင်မပြီးဘူးဆိုတာမရှိဘူးပြီးစီးမယ်အောင်မြင်မယ်လို့ဒီလိုပြောတာနော်နောက်ပြီးတော့မှဟိုဟိုဟိုပညာဝါတော့ကိန္နာမကာမနာသိသတိဘာလို့လဲဆိုအလုံးလုံးတဲ့အခါမှာ ဟိုချင်းချင်းပြီးတော့ရှင်းနေတော့ချင်းချင်းကြိုးစားရုန်းကန်အဲ့တက်ကနေပြီးတော့အဲ့အဲ့လိုအသိဉာဏ်နဲ့ရှင်းရှင်းပြီးအလုပ်လုပ်မယ်ဆိုတော့မအောင်မြင်ဘူးဆိုတာမရှိဘူးတဲ့အောင်မြင်မယ်ဒါယုံကြည်မှုထားမယ်နော်အဲ့တော့ဘာလို့ကိုယ်တန်တာမှအမြဲတမ်းရှိနေတဲ့တရားကဘာတရားလဲဆိုတာတရားတရားဘာတရားပါလဲတရားတရားကတတိတဝိတ္တံပုရိသသတ္ထံယောက်ျားမိမ့်မတို့ရဲ့စိမ္မံသောဥစ္စာယတနာကြီးဆိုတာအဲ့ဒီ တတတရားပဲတတတရားရှိမှအရာအလုံးကြီးပွားအောင်တိုးတက်အောင်အောင်မြင်အောင်လုပ်လို့ရတာနံပါတ်နှစ်သူအဲ့လိုပြောတယ်နော်နံပါတ်နှစ်နံပါတ်သုံးကတော့ဗာလဲအိုးနံပါတ်နှစ်ကကုသန္တမအမြဲတမ်းရှိနေတဲ့တရားပါတရားလဲတတတရားနံပါတ်သုံးချက်တော့ဗာဖြစ်လေနံပါတ်သုံးချက်တော့မမေးတယ်လေဆိုတဲ့အခါအိုးနံပါတ်သုံးချက်တော့သူလူလူ ဒုက္ခနာကိုတစ်ခုလုံးထဲမှာ အမျက်ဆုံးသောယတနာဟာပါလေတဲ့နတ်သားကအလူမေးတာနတ်သားကအလူမေးတာနတ်သားအလူမေးတာနရဏံယတနာပညာနဲ့ဒီလိုပြောတာနရဏံလူတို့ရဲ့ယတနာမျက်နှုတ်ဖွယ်ရအကောင်းဆုံးသောဘဝခန္ဓာတစ်ခုလုံးထဲကအရာဒီမျက်နှုတ်ဖွယ်ရအကောင်းဆုံးတန်ဖိုးထားဖို့ရအကောင်းဆုံးဟာပညာပဲတဲ့ဘာတယ်လဲ ညာပါဗျာပညာဟာတန်ဖိုးထားเสียအကောင်းဆုံးအမြတ်နိုးဆုံးတန်ဖိုးထားတဲ့ဆုံးတော့အရာဖြစ်တယ်ဒီလိုပြောရအောင်နော်ပညာနန္နာရဏအဲအဲပညာအရာလုံးပညာသိလို့တယ်ပညာမရှိရင်ပင်ပါလောကီထဲမှာတော့မှပညာမတတ်တဲ့လူတွေဆိုရင်ပင်ပင်မမအသက်မွေးရတာပဲပညာတတ်တဲ့လူဆိုရင်ဘာလို့ဆိုဟိုဘောပင်လေးကင်ကလောလေးကင်ဟိုစီမံခန့်ခွဲတချို့ဘာလို့လဲစီမံခန့်ခွဲရင်းနဲ့အဲအရှင်ပြေသွားကြတာများတယ်နော် အေးလောကုတ္တရာမှာကြတော့မဉ္ဇဉ်ဖူညာနိဗ္ဗာန်မျက်မှောက်ပြုတော့မယ်မျက်မှောက်ပြုအောင်လွတ်မြောက်အောင်လုပ်တော့မယ်ဆိုရင်တော့အဲ့ဒီပညာမပါလို့မရဘူးဝိပဿနာပညာမဲ့ပညာအခြေခံပြီးတော့မှဘာလို့လဲနိဗ္ဗာန်တိမ်တိစွန်းပို့ဆောင်နေတာအဲ့ဒီပညာပဲပို့ဆောင်သွားမှာနော်နောက်တစ်ခုကဘာလဲနာရဏယတနာ sorry sorry ဟိနာဟရံဒီနောက်ဆုံးတစ်ချက်ကတော့တခုတွေမခုနိုင်တဲ့အရာဟာဘာလဲဖေယားလို့မေးတာ နတ်ပြည်မှာသခိုးရှိလားတော့မပြောတော့ဘူးဒီစကားလုံးကတော်တော်လေးလူပြည်လူခိုးရသူလမ်းကြည့်လားတော့မသိဘူးမေးတာအနာသားကမေးတာဗျာသခိုးတွေမခိုးနိုင်တဲ့အရာဟာဘာလဲဆိုတဲ့အခါလူတန်းဘေကန်တတ်တဲ့ဒါနာကောင်းမှုပါတယ်နော်လူတန်းဘေကန်တဲ့အေးဒါနာကောင်းမှုအကြီးလေးကြီးလေးမျိုးလို့မရဘူးမိလေးလောင်လို့မရဘူးသခိုးလည်းခိုးလို့မရဘူး အာမင်းလည်းသိမ့်လို့မရဘူးသာသမီဆိုပြီးလည်းဖြုံသုံးလို့မရဘူးအင်မတန်စိတ်ချယုံကြည်ရတဲ့အရာဟာဒီလူတန်းပေးကမ်းထားတဲ့အရာဟာပြည့်စုံပန်တန္တရာအကျိုးရှိစေတယ်ဒီလိုပြောတာနော်ဒါဆိုအချက်လက်ဘယ်နှချက်လဲလေးချက်အဲ့ဒီလေးချက်ကနံပါတ်1ပါလို့နံပါတ်1ကအိုးတဲ့အထိကောင်းတဲ့တရားပါတရားလဲသီလတရားကိုယ်တန်တမအစဉ်ထဝရတည်နေတဲ့တရားပါတရားလဲတဒါတရားကိုယ်တန်တမအစဉ်အမြဲတည်နေတဲ့တရားက တဒတရားကုမန္တမအေရီမန္တံဖို့အထာမင်းဆုံးသောယရနာဆိုတာတခြားတခြားလားပညာလားပညာတခုတည်းမခုနိုင်တဲ့အရာတခြားလားဥစ္စာအဒေအာဒါနာလားဒါနာကောင်းမှုအဲ့ဒီလေးချက်နော် အဲ့ဒီလေးချက်နဲ့ညီရင်ဒါအိုတဲ့အထိကောင်းတဲ့တရားဒီလိုပြောတာအဲ့ဒီတရားတွေကိုလက်ကင်သုံးပြီးတော့မှဗုဒ္ဓဘုရားရှင်ရဲ့ဆုံးမလမ်းညွန်အပ်တဲ့ဝိပဿနာပညာမဲ့ပညာဖို့ပညာအသီးသီးတွေကိုရရှိပြီးတဲ့နောက်ယုံနာဓမ္မသင်္ခါရတို့ရဲ့သဘောဓမ္မကိုရှင်းလင်းတော့အသိဉာဏ်ဖြင့်ကြည်ပြီးတော့အောက်ဒီကယုတ်တရားဤဒီကနန္တရားယုတ်တရားဒီ level ဖောက်ပြန်ပျက်စီးနေလို့မမြဲခြင်းသဘောနန္တရားဒီ level ဖောက်ပြန်ပျက်စီးနေလို့မမြဲခြင်းသဘော အဲ့ဒီမြို့မြို့ဖောက်ပြန်ပြည့်စည်နေတဲ့သဘောကတရားသီပင်လင်ရှင်းရတဲ့ဒုက္ခသဘောအဲ့ဒီဖောက်ပြန်ပြည့်စည်နေတဲ့သဘောတရားသီပင်လင်ကိုအလိုလဲမလိုက်ကိုအကျိတ်လဲမဆောင်ကိုသဘောအတိုင်းမဖြစ်တဲ့အတွက်ကြောင့်အကြောင်းတိုက်ဆိုင်တယ်လို့ဖြစ်နေတဲ့အတွက်အဲ့ဒီမှာကိုအလိုမလိုက်အကျိတ်မဆောင်တဲ့အတွက်ကြောင့်ဘာဖြစ်လဲကိုမပိုင်လို့အနတ္တသဘောဖြစ်ပါတယ်အဲ့ဒါလို့သိပြီးတော့ဒီခန္ဓာ၅ပါးယုံနာတရားတွေဟာ စင်စစ်ဧကအမအပ်ရှင်တက်ဖြစ်တက်ဖြစ်တပြက်တက်ဖြစ်နေလို့အမအပ်ရှင်သစ္စာတက်တက်ပါတကားဒုက္ခသစ္စာတက်တက်ရှိပါတယ်လို့အဲ့ဒါလို့ရှင်းလင်းကွဲပြားပိန်ချစွာသိမြင်ပြီးတော့အဲ့ဒီသိမြင်တဲ့အတိတ်အဆုံးတိတ်အဆုံးတိမ်ထိကြအောင်ဝိပဿနာဉာဏ်မဲ့ဉာဏ်ဖွဉာဏ်ဖြင့်နိဗ္ဗာန်တိမ်ထိကျင့်ကြံကြိုးစားပွားများအားထုတ်နိုင်ကြပါစေ။ကုန်သတိအားထုတ်နိုင်တဲ့လေသိမြင်နိုင်သူများဖြစ်နိုင်ကြပါစေကုန်သတိ။ <laughs>